မိဘပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရရှင်။ဒီနေ့ပထမဆုံးသတင်းအနေနဲ့ကတော့ရုပ်ရှင်မင်းသမီးဖွေးဖွေးနဲ့သက်ဆိုင်တဲ့သတင်းလေးကိုတင်ဆက်ရပါမယ်။လူပညာသတင်းတော့မဟုတ်ပါဘူးရှင်။သူရေးထားတဲ့ထဲက6800စာဆိုတဲ့စကားလုံးလေးကိုကျွန်မအသေးပဲဖွင့်ဆိုပြီးတော့ရှင်းပြချင်တာပါ။ဖွေးဖွေးရဆိုရင်လေသုံးချောင်းထောင်တဲ့လူပညာရှင်တွေမှာပါဝင်ခဲ့ပါတယ်။ CDN လှုပ်ဆော်တဲ့ CDN လူလာစာပေးမယ်။ CDN လှုပ်ကြပါဆိုတဲ့ကိစ္စတွေလှုပ်ဆော်တဲ့အဲ့ဒါပြီးတော့ပြည်သူတွေကိုမျက်နှာလွှဲခဲပြနေခဲ့တဲ့လူပညာရှင်တယောက်ဖြစ်ပါတယ်။ အခုဆိုရင်ရုပ်ရှင်တွေပြရိုက်နေပြီပေါ့နော်ရုပ်ရှင်ပြရိုက်တာကိုထုံးစံတိုင်းပေါ့ရှင်နုပညာရှင်တွေကအရင်တော့လီကြီးလေကျယ်တက်ခဲ့ကြတာလေအချို့တွေဆိုရင်ရုပ်ရှင်အစည်းအရုံးကနေတော့ထွက်ခဲ့ကြတာအခုကျတော့မှရုပ်ရှင်တွေပြန်ရိုက်ထွေးပြီးသားတတို့တွေပြန်မျိုးပြောခဲ့တဲ့စကားတွေပြန်ရုပ်သိမ်းဆိုတဲ့အခါကျတော့ပြည်သူတွေကအမျက်တော်ရှာတာပေါ့ရှင်ဒါကြောင့်တို့တွေရုပ်ရှင်ရိုက်လို့ရှိရင်နင်တို့တွေစီဒီယံအပေးခဲ့ပြီးတော့နင်တို့ကြောင့်ပြည်သူတွေဒုက္ခရောက်နေတယ်နင်တို့တွေကစီဒီယံတွေလာစာမပေးဘူးလားဆိုရင်တေယောစာတွေတို့အမြဲတမ်းသွားပြီးတော့ခွန်မှတ်နေသွားရေးကြတယ်အဲ့ဒီတောင်ဖွေးဖွေးတယ်မကဘူး ိန်ရာကျော်စင်တို့ပြည်တီဦးတို့တတ်မုံမြင့်တို့အကုန်လုံးခံစားရတဲ့ကိစ္စတွေဒါသူတို့လုပ်ခဲ့တဲ့ကိစ္စပဲလေသူတို့ပြောတော့စုံနီးတိုက်မယ်ဆိုအခုတော်လိုင်းဆိုရအရာပြီးမှပြီးသေးတာအဲ့ဒီတော်လိုင်းရေးရလဲတတလုံးပြီးမှမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အဲ့တော်လိုင်းရေးကိုလုပ်တယ်ဆိုရတဲ့တွေကဘယ်တော့မှအရှုံးကိုဝင်မခံမဲနဲ့ဆက်ပြီးတော့သူတို့ကအသက်ရှိနေသေးလှုပ်ရှားနေအောင်မှာပဲဖြစ်တဲ့တော့တော်လိုင်းရေးတတလုံးမပြီးဘူးတော်လိုင်းရေးကိုအဆုံးထိတိုက်ရှင်နေဆိုရင်သူတို့အနေနဲ့ကအမှုပြန်ပြန်လုပ်လို့မရသေးဘူးနောက်ထပ်10နဲ့20လောက်စောက်ကြည့်တဲ့နဲ့စောက်ပြီးတော့မှအဲ့ချိန်လောက်မှပဲပြင်ပြီးမှာပေါ့နော်အညီကြီးရလူတွေ နောက်ဘဝကကူးသွားတဲ့ချိန်ကျတော့မှတော်လန်ရဲ့ပြည့်ချင်းပြီးမှဒါတော့မှမျိုးဆက်နောက်တစ်ခုထားရထားခဲ့အောင်မှာဆိုတော့လေတော်လန်ရဲ့တတလုံးမပြီးဘူးမနိုင်တော့တာပဲရှိမှာတတလုံးမပြီးဘူးဆိုတော့လေတော်လန်မပြီးခင်မှာရုပ်ရှင်ပြရိုက်တာကအမားပေါ့ဟုတ်တယ်မလားဒါတော်လန်ကိုသစ္စာဖောက်တာပဲဆိုတော့ပြည်သူတွေကသူ့ကိုပြောတဲ့အခါမှာပူဖွေးရရှိထားတာပေါ့နော်သူ့ရဲ့အကောင့်အထု6800ဇာတ်တွေခါပြီးတော့တိုက်ခိုက်နေကြတာနားပါတော့ဆိုပြီးရှင်းထားပါတယ်ဒီစကလုံးကတော်တော်ကိုပြဿနာကြီးပါတယ်ရှင်အခုပြည်သူတွေကဒီစကလုံးကြောက်ပေါ့နော် ဒီစကလုံးရေးပြီးတော့ तू ကပြောရမယ်ဆိုတော့သူ့ရဲ့ post ကို तू က update လုပ်ပြီးတော့ပြောင်းလိုက်သေးရယ် तू ကလေ6800ဆားဆိုတဲ့ဟာကိုဖြုတ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ Facebook ရဲ့သဘောတရားက तू က post တွေကို update လုပ်ထားတာကို history ပြန်ကြည့်လို့ရတယ်ဒါကို screenshot ရှူထားပြီးတော့ပြည်သူတွေကသူ့ပြန်ပြီးတော့အခု mail ကိုထုတ်နေကြတဲ့ခါကျတော့ तू လည်းနည်းနည်းတော့တိုင်လဲနေတာပေါ့နော်ဒီ6800ဆားဆိုတဲ့ဇာတ်လမ်းလေးကိုကျွန်မပြောပြမယ်ကျွန်မပြောသလိုပဲပြည်သူတွေကဆိုရင်အခုမျက်စိရည်နားတွေပွင့်လာပြီ PDF တွေရဲ့ နှိပ်စက်မှုတွေမြန်မာနိုင်ငံမှာဖြစ်နေဒုက္ခတရားတွေကိုမြင်လာတဲ့ခါကျတော့တော်လှန်ရေးဆိုတာလည်းယုံကြည်မရှိတော့ဘူးလို့လည်းမလို့ကျင်တော့တော်လှန်ရေးတော်လှန်ရေးဆိုပြီးကိုးစားနေတဲ့သူတွေလည်းသူတို့မြင်နေပြီးအမှုပညာရှင်တွေရဲ့ပြည်သူတွေပေါ်မြန်လို့လည်းခဲပြစ်မှုတွေကိုလည်းသူတို့သိလာပြီဆိုတဲ့ခါကျတော့အမှုပညာရှင်တွေ post တွေအောက်မှာဆိုသွားရေးတယ်တော်လှန်ရေးဆိုပြီးလုပ်နေတဲ့သူတွေအောက်မှာဆိုရင်နင်တို့တွေကတော်လှန်ရေးငွေတွေခိုးနေကြတာအောက်မှာ PDF တွေတင်နေကြတာကြည်ပါအောင်ငါတို့မြန်မာနိုင်ငံလူငယ်တွေဘဝတွေပြတ်နေကြတာကြည်ပါအောင်ဆိုပြီးသွားရေးတဲ့ခါကျတော့ပန်ဆယ်လိုဆိုတဲ့မြို့သူမြန်ဇလန်းတစ်ခုတီထွင်လိုက်တယ် ပြန်ကြားရထုတ်ထားတဲ့စာတစ်ခုရှိရပေါ့နော်အဲ့ဒီစာကဘာလဲဆိုရင်ဝန်ထမ်းတွေအနေနဲ့ပေါ့နော်သတင်းမှန်တွေကို online media ထက်မှာများများပြန့်နှံ့အောင်လို့ဖြန့်ကြရမယ်ဆိုတဲ့စာမျိုးထုတ်ထားတာရှိတယ်အဲ့ဒါကလည်းလှုပ်ဝက်ပါဒါပေမဲ့အပြင်ပေါက်ကြားလာခဲ့ရတယ်ပေါ့တကယ်တော့ဒီစာထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူးပြန်ကြားရေးဆိုတာကပြည်သူတွေကိုသတင်းမှန်တွေပြောဖို့ပဲလေ media တွေကိုထိတ်ထုတ်ရတာပဲလေအဲ့တော့သတင်းမှန်တွေကိုစီစဉ်ရတဲ့ဌာနကသတင်းမှန်တွေပြည်သူကြားထဲများရအောင်လုပ်ကြပါဆိုပြီးညွှန်ကြားတဲ့စာကတကယ်တော့လှုပ်ဝက်တာဖြစ်နေကြမလို့လူတွေသိလေပိုကောင်းလေဆိုတဲ့ကိစ္စမျိုးလေ ဲ့ဒါကိုလှုပ်ဝက်ပါဆိုပြီးသူတို့ကလည်းထုတ်လာတယ်ပြီးတော့ဒီဟာကိုဇလန်းဆင်ပြီးတော့6800ဇာဆိုတဲ့ဇလန်းကိုသူကတီထွင်လိုက်တာမသိလို့ရှင်သူတို့အောက်မှာလာပြီးသူတို့ရဲ့ဒေါ်လာရေကို negative ဘက်ကနေရေးတဲ့သူတွေသူတို့ကိုရှုတ်ချနေတဲ့သူတွေအားလုံးဟာပြန်ချရေးရခန့်ထားတဲ့6800စားတဲ့သူတွေအစင်တန်းနေကြတဲ့သူတွေဖြစ်နေသူတို့ကဇလန်းဆင်လိုက်တာ6800စားဆိုဇလန်းအဲ့ဒီကစားတာပြောရမယ်ဆိုလူပညာရှင်တွေက Facebook ဘာလို့မှအားလုံးလူမှုကွန်ရက်အကောင့်ရှိကြပါရဲ့ရှင် ဒီလောက်ထိ PDF တီးဆိုတဲ့နေနေမှာမရိမှုတွေတက်ငယ်မရိတွေလူသက်မှုတွေဖြစ်နေတာသူတို့မမြင်စရာအကြောင်းမရှိဘူးရှင်မင်းသမီးတို့စပြီးတော့စီရီယံနှုတ်ဆော်ခဲ့တဲ့သူတွေအခုဆိုစီရီယံတွေပွားပြတ်နေကြရလေမင်းသမီးကရွှေကြဆွက်ကားရိုက်ခဲ့ဘူးလေလေအဲ့ကားရိုက်တော့ကပြည်သူစာမျိုးသမီးလေးတွေကိုကိုချင်းစာတောက်အောင်ပေါ့နော်ဒီလိုကားလေးရိုက်တဲ့အခါမှာစီရီယံလောက်တဲ့သူတွေရွှေကြဖြစ်နေကြတယ်မင်းသမီးရဲ့မင်းသမီးဘယ်လိုများတောင်းဝန်ယူပေးမှာလဲသူတို့လုတ်ခဲ့တဲ့ကိစ္စတွေပြည်သူတွေဘယ်လောက်ထိစိုးကြဖြစ်သွားခဲ့ရဲဆိုတဲ့ဟာကျွန်တော်တို့ကမေ့လိုက်တယ်သူတို့ကသူတို့တာဝန်ကြီးရဲ့လို့ထင်နေရပါတော့ ငါတို့ကတော်လိုင်းမှာပါဝင်ခဲ့တာပဲဒီလောက်ဆိုတာဝန်ကြီးရေလို့ထင်နေကြတာအဲ့ဒါတာဝန်ကြီးတာမဟုတ်ဘူးရှင်အဲ့ဒါတိုင်းပြည်ကိုဖျက်လိုက်တာတာဝန်ကြီးတယ်ဆိုတာကိုကြောင့်အကျိုးရလဒ်တစ်ခုခုဖြစ်သွားမှာတာဝန်ကြီးရေလို့ပြောလို့ရတာအခုလူပညာရှင်တွေကြောင့်တော်လိုင်းရေးမှာလည်းဘာအကျိုးမျက်မှောက်မဖြစ်သွားအောင်ပြည်သူပြည်သားတွေမှာလည်းဘာအကျိုးမျက်မှောက်မဖြစ်သွားအောင်တိုင်းပြည်မှာလည်းဘာအကျိုးမျက်မှောက်မဖြစ်သွားအောင်ဒါကိုတာဝန်ကြီးတယ်ဆိုတဲ့စကားကိုလက်ပြလှုပ်လို့ပြောရတာလေကျမတော်အောင်အော်တယ်ဒီတော့မင်းသမီးအနေနဲ့ကပေါ့နော် စီဒီယံလှုပ်စော်တယ်နှုပညာမလှုပ်တော့ဘူးဘာညာဆိုရှောက်ပြောတယ်နှုပညာပြန်လို့တဲ့အချိန်ကျတော့ပရိသတ်တွေကမင်းသမီးပြောတဲ့စကားကိုထောက်ပြီးတော့ပြန်ဝေဖန်တဲ့အခါမှာ6800ဇာတယ်ဆိုပြီးတော့ပရိသတ်တွေကိုမနှိမ်မနဲ့ရှင့်မင်းသမီးတို့ရိုက်နေပေါ်ကားတွေကိုအဲ့ဒီပရိသတ်တွေကပဲကြည့်နေရမှာအဲ့ဒီပရိသတ်တွေကပဲချွေးနှင်းစာတွေတော်တော်ပေးပြီးရုပ်ရှင်အောင်မှသွားကြည့်ကြတာပါမင်းသမီးတို့ရုပ်ရှင်နေမြန်မာနိုင်ငံသူတွေမှမကြည့်ရင်ကမ္ဘာမှာကြိုက်တဲ့နိုင်ငံကိုဖြန့်လိုက်ပါဘယ်နိုင်ငံမှမကြည့်ပါဘူးရှင့်ဒါကပကတိအရှိတရားအမှန်တရားတစ်ခုပါပဲဒါလေးကိုအမှန်တရားတိုင်းသိမြင်မှာ တော်လှန်ရေးဆိုတဲ့အရာကြောင့်နစ်နာခဲ့ရတဲ့ပြည်သူတွေရှင်ဖွင့်လာတဲ့အရာကိုနားမထောင်ခြင်းမို့ဆိုရင်ခွန်မှန်ပိတ်လိုက်ပါပြည်သူတွေကို6800ဇားရည်ဆိုပြီးတော့နှိမ်ချတာတွေစော်ကားတာတွေမလုပ်ပါနဲ့ရှင့်လူပညာရှင်အားလုံးကိုကျွန်မမြစ်တာအခမ်းနာပါပြည်သူတွေဒီတက်ပို့ပြီးအမျက်ဒေါသရှာလာလို့ရှင့်မင်းသမီးတို့မင်းသားတို့ဒရိုက်တာကြီးတို့ရိုက်နေတဲ့ပေါကားတွေကိုကြည့်ရတဲ့သူတွေရှိတော့မှာမဟုတ်ပါဘူးရှင့်အဲ့ချိန်ကျရင်မိုင်းရှင်လောကကြီးက ထာဝရပြိုလဲသွားမှာစိုးလို့ပါစေတနာနဲ့ပြောပြတာပါဒါလေးကိုစင်ကျင်းမှုအတွက် သတင်းသုံးသက်ချက်လေးကနေကျွန်မထည့်သွင်းပြီးတော့တင်ဆက်လိုက်ပြရစီရှင်မိဘပြည်သူများရှင်ဒုတိယသတင်းလေးကတော့မိဘပြည်သူများကိုမြစ်တာခံချက်ဆိုပြီးတော့ပြည်ထောင်စုရေကော်ပိုကော်မရှင်ကစာလေးထုတ်ထားပါတယ်။ကျွန်မခုပြတ်ထားတဲ့စာလေးဖြစ်ပါတယ်။စနေမာလာ29ရက်နေ့မနေ့ကထုတ်ထားဖြစ်ပါရှင့်။ဒီစာလေးမှာဆိုရင်တော့အဓိကမိဘပြည်သူတို့မဲစင်းရင်စစ်ရပါတော့မယ်။အဲ့ဒီစစ်ရမယ့်အကြောင်းလေးကိုစာလေးနဲ့ထုတ်ပြီးတော့အသိပေးနှိုးဆော်ထားဖြစ်ပါတယ်။ ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်ကိုမဲဆင်းရင်းတွေကို30ရက်6လကနေစပြီးတော့73ရက်10လအထိ14ရက်ကြာသက်ဆိုင်ရာရက်ွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ကွဲရုံးနေနဲ့ကြေးရွာအုပ်စုတွင်းမှာရှိတဲ့ကြေးရွာတွေမှာပထမအကြိမ်ကတ်ထားမှာဖြစ်တယ်လို့သိရပါတယ်30ရက်6လဆိုတော့ဒီနေ့ကနေစပြီးတော့ကတ်ထားတော့မှာဖြစ်ပါတယ်ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ရက်ွက်နဲ့ကြေးရွာအုပ်စုတွေမှာကတ်ထားကြေညာနိုင်ခြင်းမရှိဘူးဆိုရင်သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ကွဲရုံးနေမှာ မဲစင်းကြီးစုနိုင်ရေးဆောင်ရွက်ထားပြီးမှဖြစ်ပါတယ်တဲ့။ဒါကြောင့်မဲစင်းကတ်ထားတဲ့ကြင်ညာထားတဲ့အချိန်မှာမဲဆန္ဒရှင်တွေအနေနဲ့မဲစင်းကိုလာရောက်ကြီးစုဖို့အတွက်ကိုတိုက်တွန်းထားတာဖြစ်ပါတယ်။မဲဆန္ဒရှင်တွေဟာမဲစင်းကိုလာရောက်ကြီးစုရမယ်ပြီးလို့ရှိရင်မိမိရဲ့နာမည်ပေါ်တော့မဲစင်းမှာမပါဘူးဆိုရင် ပုံစံသုံးတဲ့မဲစင်းမှာအမည်ထည့်သွင်းဖို့အတွက်တောင်းဆိုရမှာဖြစ်တယ်။မပါဝင်တဲ့သူတွေပါဝင်နေမယ်ဆိုရင်လည်းပုံစံလေးနဲ့ကန့်ကွက်တာလုပ်လို့ရပါတယ်။မဲစင်းပါကိုယ့်ရဲ့အချက်လက်တွေပေါ့နော်။မှားရွေးနေရဲဆိုရင်လည်းပုံစံလေးကားငင်နဲ့ ပြင်ဆင်လွှာတင်သွင်းခြင်းကိုလည်းဆောင်ရွက်ပေးဖို့အတွက်ကိုတိုက်တွန်းထားပါတယ်ရှင့်။ကျွန်မခုပြောပြတဲ့ပုံစံ၃တို့ပုံစံ၄တို့ပုံစံ၄ကငယ်တို့ပေါ့နော်။အဲ့လိုမျိုးပုံစံတွေကိုရက်ကွက်ကြေးရောက်အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးနေမှာအခမဲ့ထုတ်ယူနိုင်ပါတယ်ရှင့်။ဒီလိုရယူပြီးရခါမှဆိုရင်မိဘပြည်သူတို့ကပြင်ဆင်တာဖြည့်ဆွက်တာတွေလုပ်ပြီးတော့ပြန်တင်ရမှာဖြစ်ပါတယ်။တင်ပြီးရခါမှဆိုရင်တော့ရွေးကောက်ဝယ်ကော်မရှင်ကနေပြီးတော့လေဒါတွေပြန်ပြီးတော့စင်းလေးတွေပြန်ပြင်ပေးမှာပေါ့နော်။မှားတာရှိရင်ပြန်ပြင်ပေးမှာပေါ့။အဲ့လိုပြင်ပြီးရခါမှဆိုရင်တော့ ဒုတိယကြိမ်မဲဆင်းကိုကြတော့နိုဝင်ဘာလအတွင်းမှာနောက်ဆုံးအကြိမ်အနေနဲ့ထပ်မံပြီးတော့ကတ်ထားပေးမှာဖြစ်ပါတယ်။အဲ့ချိန်ကြလို့ရှင်လေမဲဆန္ဒရှင်အနေနဲ့မဲဆင်းကိုတွားပြီးတော့စစ်ပါမှန်ပြီလားဆိုတာကိုသေချာပြန်ပြီးတော့စစ်ဆေးရမှာဖြစ်ပါတယ်။ဒါကြောင့်တဲ့ပြည်စုံမှန်ကန်တဲ့မဲဆန္ဒရှင်စင်ရင်ရရှိဖို့အတွက်မဲဆန္ဒရှင်ပြည်သူအနေနဲ့အိမ်အောင်စုတစုအနည်းဆုံးတဦးလောက်တော့မပြတ်မကွက်လာပြီးတော့ပေါ့နော်။မဲဆင်းကတ်ထားတဲ့နေရာတွေမှာကြိရှိကြဖို့အတွက်ကိုတိုက်တွန်းထားတာဖြစ်ပါရဲ့ရှင့်။ဒီတော့မဲဆင်းကတ်ပြီးမိဘပြည်သူများအနေနဲ့အချိန်လေးပေးပြီးတော့ ကိုယ့်ရဲ့ကျေးရွာအုပ်စုမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေပေါ့နော်အဲ့ရုံးနေကော်မရှင်အဖွဲ့ဝယ်ရုံးနေမှာသွားပြီးတော့ကြည့်ရှုကြဖို့အတွက်ကျွန်မတိုက်တွန်းချင်ပါတယ်ရှင်။ကျွန်မတို့အတွက်ရွေးကောက်ပွဲကြီးကတကယ်ကိုပြည်ပြင်းစွာဖြစ်ပေါ်လာတော့မှာပါ။ဒီအတွက်လည်းကျွန်မအင်မတန်ဝမ်းသာပါတယ်ရှင်။ကျွန်မတို့အခုလိုမျိုးနေစဉ်နေတဲ့တင်ဆက်နေတဲ့သတင်းတွေထဲမှာပြည်သူတန်တွေပါပါတယ်။အဲ့ဒီပြည်သူအတန်တွေကိုလှုပ်တော်တဲ့ရောက်အောင်လို့ဒီကိုယ်စလဲတွေကလုပ်ပေးမှဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူတို့တောင်းဝင်ကကိုယ့်ရဲ့စင်ကျင်သုံးသပ်နိုင်စွမ်းနဲ့ဆုံးဖြတ်လိုက်တဲ့မဲပြားကိုသူတို့ကိုကြည်ပြူစွာစိတ်ရှင်းရှင်းနဲ့ပေးဖို့ပါပဲ။ ကျွန်တော်တို့တို့အခွင့်ရေးပေးမှာတို့တွေကလွှတ်တော်ထဲမှာပြည်သူတွေရဲ့အတန်တွေကိုပြောကြားပေးနိုင်မှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်နိုင်ငံမှာရွေးကောက်ပွဲဝင်ဖို့အတွက်စ조사နေတဲ့ပါတီတွေထဲမှာရေချင်းရှိတဲ့ပါတီလည်းအများကြီးရှိပါတယ်ရေချင်းရှိတဲ့ကိုယ်စားလှယ်လည်းအများကြီးပါဝင်ပါတယ်မဲဆွယ်ကာလာရောက်တဲ့အခါကျရင်လည်းကျွန်တော်တို့လက်လန်းမိတော့ကိုယ်စားလှယ်တွေကိုရွေးချယ်ပြီးတော့မိဘပြည်သူများနဲ့မိတ်ဆက်ပေးပါမယ်ရှင့်အခုပြောချင်တာကကျမတို့ကမိတ်ဆက်ရုံပဲမိတ်ဆက်မှာပါနော်ရွေးချယ်တာကမိဘပြည်သူများရွေးချယ်ရမှာရွေးချယ်ခံရဖို့စူးစမ်းတာကလည်းကိုယ်စလဲကစူးစမ်းရမှာ ။ဒီတော့လွှတ်တော်ကိုယ်စားလှယ်တွေကလည်းမိဘပြည်သူတွေကိုဆွဲဆောင်နိုင်ဖို့အတွက်ကိုယ့်ကိုယုံကြည်လာနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုအများကြီးလုပ်ဖို့လိုတယ်။ကျမတို့မီဒီယာတွေကတော့မီဒီယာတာဝန်အတိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကျမတို့နဲ့ဆက်သွယ်လာတယ်ကျမတို့ကဆက်သွယ်လို့ရတဲ့သူတွေဆိုရင်မိတ်ဆက်ပေးမယ်အင်တာဗျူးလေးလုပ်ပေးမယ်ပြည်သူတွေစီကိုဒီလူဒီလူတွေရဲ့ကိုယ်ရည်ရဆိုရင်ဒီလိုရှိရဲ့ဘယ်ပါတီကနေဝင်ပြိုင်မယ်သူ့ဒေတာအတွက်သူကဘာတွေလုပ်ခဲ့ဘူးလဲစတဲ့ဟာလေးကျမတို့ပြောပြပေးမယ်မိဘပြည်သူတွေကဒါလေးတွေကြည့်ပြီးတော့ကိုယ်ရွေးချယ်ခြင်းနဲ့သူကိုရွေးချယ်ပါ ပါတီအစုံတင်ဆက်ပေးနိုင်အောင်လဲကျမတို့ကြိုးစားပါမယ်ရှင်။ကျမတို့အားလုံးတောင်းဝင်ကြိတ်လို့ရှင်တော့ရေချင်းပြည့်တဲ့လွှတ်တော်တည့်ရပေါ်လာမှာပါ။ဒါကြောင့်မဲစင်းကဒီနေ့ဆက်ပြီးကပ်ပြီးမမေမယော့မဲစင်းလေးကြည့်ကြပါမှားရတယ်ဆိုလဲပြန်ပြီးတော့တင်သွင်းကြပါပြင်ဆင်ကြပါ။ဝရီးယတရားလေးစိုက်ပြီးတော့ရွေးကောက်ပွဲတစ်ခုကိုဝင်းရံကြပါလို့ကျမအနေနဲ့မိဘပြည်သူများအားလုံးကိုတိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျမတတရသတင်းလေးကိုတော့စစ်ရေးအခြေအနေလေးနည်းနည်းပြောပြချင်ပါတယ်။ ကျမတို့ Prime Media ကစစ်ရေးသတင်းလေးတင်ဆက်လေးတင်ဆက်ထားတိတ်မရှိပါဘူး။ဒါပေမဲ့ပြည်သူတွေကိုကျမတို့ဖော်ပြတဲ့မီဒီယာဖြစ်တဲ့အတွက်ပြည်သူသိကျင်တဲ့အကြောင်းအရာလေးပေါ့နော်။ဥမာတက်မတော်ကဘယ်လိုအခြေအနေရောက်နေပြီးဘာလေးစ조사နေရဲဆိုတာလေးတွေတော့ရန်ဖန်ရန်ခါတင်ဆက်ပေးပါရတယ်။အခုသတင်းကဒီလိုမျိုးစားလေးပါ။မြမတက်မတော်အခုဘယ်ထိတောင်ရောက်နေပြီလဲ။ဘယ်လိုအောင်မြင်မှုတွေစခုနေပြီလဲဆိုတာလေးပြောပြချင်ပါတယ်။မပြောပြခင်မှာကျမအတိတ်အကြောင်းလေးနည်းနည်းတော့ပေါ့နော်။နည်းနည်းလေးရှာရှည်လိုက်အောင်မရှင်း။အရင်ကဆိုမြမတက်မတော်အရေးကြီးနေခဲ့တဲ့ကာလရှိပါတယ်။ အဲ့ဒီချိန်တွေမှာကျမတို့တော်တော်ကိုစိတ်ပင်ပန်းစွာနဲ့ဖြတ်တန်းခဲ့ရပါတယ်အခုတော့လေဒါတွေကအတိတ်ကြောင်းတွေဖြစ်သွားခဲ့တာပေါ့ရှင်ဆုံးရှုံးခဲ့ရတဲ့အရာတွေအတွက်အောင်မြင်မှုတွေပြန်လည်ပြီးတော့စုခုနိုင်ဖို့မြန်မာတပ်မတော်စူးစမ်းပေးနိုင်ခဲ့တာအောင်လေကျမတို့ဂုဏ်ယူပါတယ်ကျေးဇူးလည်းတင်ပါတယ်ရှုံးနေမှုကအောင်မြင်မှုစီကိုလာတဲ့လမ်းခီးမှာတပ်မတော်သားတွေရဲ့အသက်သွေးချွေးတွေဘယ်လောက်ထိပေးဆက်ခဲ့ရလဲဆိုတာကိုလည်းကျမတို့သိပါတယ်ဒီယာတွေကကျမတို့ဘယ်တော့မှမမေ့မဲ့တပ်မတော်သားတွေရဲ့ရဲစွမ်းတက်တည်တွေပဲဖြစ်ပါတယ် ဒါလေးကကျမအနေနဲ့သတင်းထဲမှာပေါ့နော်ပြောပြတဲ့နဲ့ထင်လို့ဒီအပိုက်လေးကိုထည့်ပြီးတော့ပြောတာပါအဲ့တော့မြမတက်မလို့အောင်မြင်မှုတွေပေါ့ရှင်မြမတက်မလို့ဟာဆိုရင်အခုအောင်မြင်မှုနောက်တစ်ခုကိုထပ်မံစုခုဖို့အတွက်ကိုစူးစမ်းနေပါတယ်အဲ့ဒါကတော့ကြောင်မဲမျိုးကိုရရှိဖို့အတွက်စူးစမ်းနေတာဖြစ်ပါတယ်အခုကျမတို့သတင်းတွေပေါ့နော်သတင်းတွေစည်ရေးသတင်းလေးတင်တဲ့ channel တွေမြေပြင်ဖြစ်စဉ်အမှန်တွေတင်တဲ့ပုံကိုယ်တွေရဲ့သတင်းတွေအားလုံးစုစည်းပြီးတော့ကျမတို့လေ့လာတဲ့အခါမှာဆိုရင်မြမတက်မလို့ကကြောင်မဲမျိုးရဲ့ဆိုင်းဘုတ်ကိုလှမ်းမြင်ရတဲ့အနေအထားတိအောင်ရောက်နေပြီဆိုပြီးသိရပါတယ် ဒါဆိုတော့မကြခင်မှာကြောင်မဲမြို့ကိုဝင်စီးနိုင်မှုအတွက်ကိုတက်မလို့နေနဲ့အရာအလုံးစင်စစ်ဖြစ်တော့ပါပြီ။ TNL လေးတွေလည်းဒီမြို့ကနေပြီးဖြည်းဖြည်းဆုတ်ခွာသွားခဲ့တယ်ဆိုပြီးတော့လည်းကြားသိရပါဗျ။လုံလုံးဆယ်မှာတော့တိုက်ပွဲရဖြစ်နေစေကာလာပေါ့နော်။ကြပြင်ကြောင်မဲမျိုးကိုရရှိဖို့အတွက်ကိုတက်မတော်ကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတဲ့အချိန်လေးတစ်ခုမှာမြ мян နဲ့ရက်တူတူနေပေါ့နော်ရရှိသွားပါစေလို့တော့ကျွန်မဆန္ဒပြုပါရစေ။ဘာကြောင့်လဲဆိုတော့မြ мян ဆန်ရရှိရခါကျတော့တိုက်ခိုက်ရတာလည်းနှဲသွားတာပေါ့ရှင်ထိခတ်မှုလည်းနှဲတာပေါ့။ကြောင်မဲမျိုးရသွားပြီးပြီဆိုရင်တော့ မိဘပြည်သူများအနေနဲ့မြို့ကိုပြန်လာလို့ရပြီဆိုရင်ကြင်ညာချက်လေးလည်းကျမတို့ကြင်ညာပေးပါမယ်။အချိန်ကြာရင်တော့ကျမတို့ဘက်ကပေါ့နော်သတင်းသမားတချို့လည်းသတင်းသွားရောက်ရှုမယ်လို့ထင်ပါတယ်။အချိန်ကြာရင်မြို့ရဲ့အခြေအနေလေးကိုအသေးစိတ်လေးမြင်ရမှာပါရှင့်။တက်မလို့အနေနဲ့နောက်ထပ်မြို့တွေကိုလည်းစ조사ပြီးတော့တင်ပိုက်ပေးပါအောင်ပြည်တော်စုကငကိုတိုင်းပြန်ရဖို့အတွက်ကတက်မလို့တောင်းဖို့ဆိုတော့လေတောင်းဖို့ကြေပြွန်ပေးပါအောင်လို့ကျမတို့ကမြန်မာတက်မလို့သားအားလုံးကိုမိဘပြည်သူများအားလုံးကိုစားတိုက်တွန်းလိုက်ပါရစေတောင်းဆိုလိုက်ပါရစေရှင့် မိဘပြည်သူများရှင်ဒီနေ့နောက်ဆုံးသတင်းလေးကိုတော့ကျွန်မကုသိုလ်တရားလေးရှင်ဝင်ကိန်းဝတ်စီမဲ့သတင်းလေးနဲ့ပဲဆုံးသက်ချင်ပါရဲ့ရှင်အဲ့ဒီသတင်းလေးကတော့ကျွန်မတို့မန္တလေးငလင်ကြီးဖြစ်ပွားသွားတဲ့ခါမှာဆိုရင်မန္တလေးကမစိုးရင်တိုက်တဲ့အကြောင်းဟာဆိုရင်ပြိုကျပျက်စီးခဲ့ရပါရဲ့ရှင်စိတ်မကောင်းစရာကိစ္စကြီးဖြစ်ခဲ့ပါတယ်ဒီပြိုကျပျက်စီးခဲ့ရတဲ့မစိုးရင်အကြောင်းတိုက်ကိုဇွဲထက်ရွှေစန်းနေပြီးတော့တိမ်ပေါင်း6000ခန့်အကုန်ကျခံပြီးတော့ပြန်လည်တိစောက်ပေးမယ်ဆိုတာလေမိဘပြည်သူများသိရှိပြီးသားဖြစ်ပါတယ် ဒီလိုတိစောက်ပေးဖို့အတွက်ဇွဲထက်ရွှေဆိုင်ရပါတော့တောင်ယူလှုပ်ဆောင်တဲ့အခါမှာဆိုရင်နိုင်ငံကျော်ဇွဲထက်စိန်ရွှေရတနာဆိုင်ပိုင်ရှင်ဖြစ်တဲ့ကျောင်းတကာကြီးဦးစန်းဝင်ကျောင်းတကာမကြီးဒေါ်ဝင်းမှမိသားစုကနေပြီးတော့ဒီကျောင်းတိုက်ကိုအသက်ပြန်လဲတိစောက်လှူဒန်းမယ်ဒါကြောင့်ကျောင်းတိုက်ကိုရေတနာအုပ်မြစ်တော်၉ပါးစီရင်မှုအပြင်ဌာပနာအဖြစ်လှူဒန်းလိုတဲ့ပြည်သူတွေလာရောက်ပြီးတော့လှူဒန်းနိုင်ပါတယ်ဆိုပြီးဖိတ်ခေါ်ခဲ့ပါတယ်ဒီခါမှာကျမတို့ရဲ့ဗုဒ္ဓဘာသာဝင်မိဘပြည်သူတွေကဆိုရင်သဒ္ဒရာတရားထက်တန်စွာနဲ့မိမိတို့ပိုင်ဆိုင်တဲ့ ရွှေငွေကြောင်းမြတ်ရဲတနာတွေကိုထပ်ပနာအတွက်ကိုလာရောက်ပြီးတော့လှူဒန်းကြပါတယ်။အဲ့ဒီလှူဒန်းမှုတွေကိုမနေ့ကဇွဲထက်ရွှေဆန်းကနေပြီးတော့မိဘပြည်သူများအားလုံးစီကိုပြသခဲ့ပါတယ်ရှင့်။ဒီမှာကျွန်မပြထားတဲ့တပ်ပုံလေးဖြစ်ပါတယ်။တကယ်ကိုကြည်နူးစရာကောင်းတဲ့မြင်ကွင်းလေးတစ်ခုပါပဲရှင့်။ပြီးတော့ကျွန်မနိုင်ငံမှာထပ်ပနာဆိုတဲ့ဇာတ်လေးကဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့မစိမ့်တဲ့ဇာတ်လေးပါပဲ။ဒါပေမဲ့တချို့တွေအတွက်ပေါ့နော်လူငယ်လေးတွေတချို့မသိသေးတဲ့သူတွေအတွက်ရိုးရှင်းဆုံးလေးလည်းကျွန်မရှင်းပြခြင်းပါတယ် ထပနာဆိုတာဘာလဲထပနာရတဲ့အကြောင်းရင်းကဘာလဲပေါ့နော်အဲ့ဒါလေးကျွန်မရှင်းပြကြင်ပါတယ်ဘာကြောင့်ရှင်းပြရလဲဆိုတော့တချို့တွေကကျွန်တော်တို့ဖရားတွေထဲမှာထပနာထည့်ရဲဆိုရင်ဒါကအဓိပ္ပာယ်မရှိဘူးဆိုပြီးပြောတဲ့သူတွေရှိတယ်အဓိကပြောတဲ့နိုင်ငံသားတွေရှိတယ်ဘာသာကြားတွေပေါ့နော်သူတို့စိတ်ထဲမှာဒီရွှေငွေကြောင့်မြေယန္တနာတွေကိုဒီဖရားထဲမှာထည့်လိုက်တာဘာမှအကျိုးမရှိဘူးအကျိုးရုပ်တယ်ဆိုတဲ့အတွေးမျိုးပေါ့အတွေးတူတူနဲ့စဉ်းစားတာပေါ့ပြောရမယ်ဆိုတော့ အမျှော်မြင်မရှိတဲ့အတွေးလိုပဲကျွန်မပြောရတော့မယ်ဘောနော်အတွေးတူတူနဲ့သူကစဉ်းစားတယ်အာဒီကြောင့်မြေတနာရရောင်းပြီးတော့မရှိစင်းရတဲ့ဝေလိုက်ရင်ကောင်းမလားဆိုတဲ့အတွေးလည်းရှိကြတယ်ဘောနော်ဒါကြောင့်ကျွန်မပြောချင်တာကပထမတစ်ချက်ကိုဘောနော်ရှင်းပြရမယ်ဆိုရင်ကျွန်တော်ဗုဒ္ဓဘာသာဝင်တွေကမရှိစင်းရတဲ့တွေကိုလည်းလှူရဲရှင့်ကမ္ဘာမှာအလှူတန်းအရက်ရောဆုံးနိုင်ငံထဲမှာမြန်မာနိုင်ငံပါတယ်ကျွန်တော်ကဖျားတဲ့ကြောင်းဆောက်ပဲလုပ်နေအောင်မဟုတ်ဘူးမရှိစင်းရတဲ့တွေကိုလည်းစတုတီတာတွေအာဟာရဒါနတွေအများနဲ့ကျွေးမှုရဲရှင့် ဲ့တော့မရှိစင်ရသားတွေလည်းကျမတို့မိဘပြည်သူတွေဗုဒ္ဓဘာသာဝင်တွေကကုညီဆောက်ရှောက်တယ်ရှင့်ဒါပြင်ကျမတို့သာသနာတည်တံ့မှုအတွက်လည်းဖျားတယ်ကျောင်းဆောက်တဲ့ကိစ္စတွေလည်းလှုပ်တယ်ကျမတို့ကအလှူဒါနောက်မျက်မျက်တက်တက်လှုပ်တာဒါကိုဘာကြောင့်များမရှိစင်ရသားတွေကြောင့်မပေးဘဲနဲ့ဖျားတယ်ကျောင်းဆောက်ပဲလှုပ်နေရဆိုတဲ့ဆွဆွဲမှုမျိုးကိုဘာသာကြားတွေပြောလာတဲ့အခါမှာအချို့တော်ဗုဒ္ဓဘာသာဝင်တွေကနားမလဲပါမလဲနဲ့ဝင်ပြီးပြောကြတယ်ဆိုတာကျမစဉ်းစားလို့မရဘူးသူတို့မျက်စိမမြင်ကြအောင်လားမသိဘူးရှင်ဗုဒ္ဓဘာသာဝင်တွေတလောက်ထိမရှိစင်ရသားတွေကို ကျွေးမွေးပေးကန့်နေကြတာသူတို့မမြင်ဘူးလားမသိဘူးရှင်အဲ့လိုခြေနေတော့ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျမတို့ရဲ့ဘာကြုံစရာတော့ဘုရားကြီးဟောကြားထားလေးရှိပါတယ်အဲ့ဒါလေးကိုကျမအဓိပ္ပာယ်လေးကောက်ယူလွဲမှာဆိုတဲ့အတွက်အတိအကျလေးဖတ်ပြချင်ပါတယ်ဆရာတော်ဘုရားကြီးဟောကြားထားတဲ့အတိုင်းကျမပြောပြပါမယ်ဌာပနာရဲ့အဓိပ္ပာယ်ကထဲ့သွင်းခြင်းထဲ့ထားခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်တဲ့ဒီတော့ရေဒနာတွေကိုဘာကိစ္စဖရားထဲမှာထည့်ထားကြတာတော့ဆိုတော့မြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဆံသွားတဲ့အခါမှာဘုရားရဲ့တက်တော်တွေကိုခွဲဝေလိုက်တာ ရှစ်ပြည်တော်မင်းတွေကိုခွဲဝေလိုက်တာပေါ့နော်ခွဲဝေပြီးရဲ့အခါမှာဆိုရင်ဓာတ်တော်တွေဟာရှစ်ပြည်တော်မင်းတွေစီကိုရောက်သွားခဲ့ပါတယ်ဒါကြောင့်ဒီဓာတ်တော်တွေအနေနဲ့ဖြစ်မှာဆိုလို့အရှင်မဟာကတ္တပတို့ကတကိုးတော်နဲ့အကုန်လုံးတနေရောင်ပြန်စုလိုက်ပြီးတော့အစာတသက်မင်းနဲ့တိုင်မင်းနဲ့ပြီးတဲ့အခါမှာဓာတ်တော်တိုင်ကြီးတစ်ခုလုပ်ပြီးတော့ဓာတ်တော်တွေအဲ့ဒီထဲမှာစုစည်းထားခဲ့ပါတယ်ဒီလိုစုစည်းပြီးရဲ့အခါမှာဆိုရင်အဲ့ဒီတိုက်ထဲမှာပေါ့နော်အင်မတန်တန်မိုးကြီးမားတဲ့ဗရန်များတစ်လုံးကိုလည်းထည့်ထားခဲ့ပါတယ်တဲ့ရှင့် ဒါပြင်ဆက်ရန်တရားတွေပါတက်ဆင်ပြီးတော့ဒီဓာတ်တော်တွေကိုထိမ့်သိမ်းဆောက်ရှောက်ခဲ့တယ်။ဒီလိုထိမ့်သိမ်းဆောက်ရှောက်ပြီးရခါမှာဆိုရင်အထဲမှာစာလေးတစ်စောင်မှရေးခဲ့ပါတယ်တဲ့။ရေးထားတဲ့စာရဲ့အတိတ်ပဲရတော့နောက်တစ်ချိန်မှာပေါ့နော်။ငွေကြီးမတက်နိုင်တဲ့ပုံကိုယ်တွေဒီဓာတ်တော်တွေကိုဆောက်ရှောက်ဖို့အတွက်ဓာတ်တော်တိုင်းကြီးပြည့်စည်သွားတဲ့အချိန်ကြလို့ရှိရင်သူကငွေကြီးမတက်နိုင်တဲ့အခါမှာပေါ့နော်။ဒီဗရန်များဒုံးကြီးကိုရောင်းချပြီးတော့ဓာတ်တော်တွေထားထားတဲ့ဖျားအောင်ပြုတ်ပြင်မှာဆိုပြီးတော့ရေးသားထားခဲ့တယ်လို့သိရပါတယ်ရှင့်။ ဒီတော့ကျွန်တော်နိုင်ငံမှာဖះရဲမှာယေတနာထည့်တယ်ဆိုတာအကြောင်းမဲ့တသက်ထည့်တာမဟုတ်ပါဘူး။ဒါပေမဲ့လောကကြီးမှာသင်္ခါရတရားဆိုတာရှောင်လွဲလို့မရအောင်လေ။ဘလောက်ထိပဲတန်မိုးကြီးမှတဲ့အဆောက်အုံဖြစ်ပါစေ။အချိန်တိုင်ပျက်စီးမှာပဲ။တဘာဝဘေးရန်နေရှိမယ်၊ခေတ်ကာလကြောင်ကြောင်လို့ရှိမယ်။ပျက်စီးမှာပဲ။အချိန်ကြာလို့ရှိရင်ကျွန်တော်တော့ပျက်စီးသွားရင် ပြီးရောဆိုပြီးထားလို့မရအောင်လေ။သာသနာတော်မပျက်စီးဖို့အတွက်သာသနာရဲ့အမှတ်တရတွေတတ်တော်မူတော်တွေမပျက်စီးဖို့အတွက်ဒီကိုဒီယေတနာတွေသုံးချပြီးတော့ပြန်လဲပြီးတော့ပြုပြင်လို့ရတယ်ရှင်။ ဒီလိုရည်ရွယ်ချက်ကောင်းတဲ့ဌာပနာတဲ့အခါမှာရန်သနာပစ္စည်းတွေကိုထည့်သွင်းကြတာဖြစ်ပါတယ်။အခုလိုသတင်းလေးကတော့ကျွန်တော်တို့ကမင်လာသတင်းပေါ့နော်။ဟိုပျက်စီးသွားတဲ့သာသနာအဆောက်အဦကိုပြန်လည်ပြီးတိဆောက်ပေးရဲ့အလှူရှင်တွေလည်းကျန်းမာကြပါစေချမ်းသာကြပါစေ။နောက်ဘဝဘဝတွေမှာဒီထက်ပိုမိုပြည့်စုံတဲ့ဘဝတွေရရှိကြပါစေ။တန်တရားဝစ်စင်းရက်နေပြီးတော့ကင်းလွတ်တဲ့အထိတရားကျင့်ကြံအားထုတ်နိုင်ပြီးတော့နိဗ္ဗာန်အကျိုးကိုရရှိကြပါစေ။နိဗ္ဗာန်ရောက်ရှိကြပါစေပေါ့နော်။ဒီလိုမျိုးကျွန်မဆုတောင်းပေးခြင်းပါအရှင်။ ကျွန်မတက်တလောက်မှတ်တလောက်လေးစူတောင်းပေးတာပါထန်ကြိုင်းမကြလို့ရှင့်ကျွန်မခွင့်လွှတ်ပေးပါရှင့်မြောက်ပြည်သူများလည်းရှင်ထဲမှာဒီအလှလေးကိုတာတုခေါ်ပါဂျီနူးပါဝမ်းတာပါဒီနေ့မှငါလည်းဒီလိုအလှတွေပြည့်လုံနိုင်ရမယ်ဆိုရယ်စိတ်ဆန္ဒလေးထားပါရှင့်အဲဆိုရင်ကျွန်မတို့ဒီနေ့သတင်းနားထောင်ရင်းနဲ့ကုသိုလ်လေးတစ်ခုစုမိသွားတာပါရှင့်ကျွန်မသတင်းလေးတွေကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာပါရစေရှင့်ကျမတဲ့လေးတွေကိုနေစိန်နေတိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်များအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများလည်းပြေဝကြပါစေ လူချင်းချင်းနှဲ့ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေစင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျွန်တော်တို့ Prime Media မိသားစုကစုတော်မြတ်တာပို့တာအပ်ပါတယ်ရှင်